အကယ်၍မျက်တပြောင်တိုက်ပြီးသူများကြွေးတွေမဆက်လို့ရှင်လေနောင်ဘွားဟာဘလို့မှကောင်းစားလာမှာမဟုတ်နော်သူများကြွေးဆိုတာအမြဲတမ်းကြောက်စရာကောင်းတယ်ငယ်ငယ်တုန်းကကြုံမှုတဲ့အဖြစ်ပြက်ကလေးတခုပြောရမယ်ဆိုရင်ရွာတရွာမှာညီကိုနှစ်ယောက်ရှိတယ်အကူလုံးတဲ့ပုဂ္ဂိုလ်ကညီထံကနေပတ်စံလေးခဏချီးတယ် အများကြီးပေါ့ဘူးအဲ့ဒီခေတ်ကအနည်းငယ်နေပဲခဏချီးပြီးတော့အတော်နဲ့ပြန်မပေးဘူးရုတ်တရက်နောက်ဆုံးမှယောဂရပြီးချွေးမဆက်ရဘဲနဲ့တေးသွားတယ်တေးသွားတော့အဲ့ဒီအကုန်လုံးတဲ့လူကဘယ်သွားဖြစ်တော့ဆိုသူညီရဲ့အိမ်သွားပြီးတော့ကျွဲဖြစ်တယ်နော်ကျွေးဆိုတာမျိုးကကျွေးရှိရင်ဆက်ရတတ်တယ်ပေါ့ မြမရဆိုရင်နင်းမှာနမရောမေနုမင်းပြစ်မင်းထံတင့်တဲ့အခါမှာဆရာဥပုဂ္ဂိုလ်သွားကြော်တယ်နမရောမေနုဟာဒီမင်းပြစ်မင်းထံနဲ့ပြစ်ဒဏ်ပေးခြင်းကိုခံရတော့ဆရာဥပုဂ္ဂိုလ်က သူเจ้าအမကြီးကိုဘလို့ဆုံးမတော့ဆိုမိနုရေကျွေးရှိရင်တော့ဆက်ရမှာပဲလို့ပြောလိုက်တယ်เนาะကျွေးရှိရင်ဆက်ရတတ်တယ်ပေါ့ရကျွေးဆိုတာတင်မကောင်းဘူးပေါ့ဘာပဲဖြစ်ဝကျွေးပဲဖြစ်ဖြစ်ဘာကျွေးပဲဖြစ်ဖြစ်ကျွေးရှိနေမကောင်းအဲ့ဒီအကိုလှုပ်တဲ့လူဟာကျွေးမပေးနိုင်မဲနဲ့တည်သွားတော့ကျွေးဘွားရောက် ကျွဲဘဝမှာကျွေးဆက်တဲ့အနေနဲ့သူခိုင်းတဲ့ပြောင်းလုတ်ပြရကျွဲဆိုတဲ့သရဝါကိုလူတွေစဉ်းစားကြည့်ချော့မော့ခိုင်းတာမဟုတ်ဘူးတပြားနဲ့ရိုက်ပြီးတော့ခိုင်းတာနှမကျုပ်ထိုးခိုင်းလူဘဝလာတဲ့ကျွဲဆိုတော့မှတ်မိနေတာတော့ရှိကျွဲဘဝမှာတိတ်မကြဘူးတည်သွားတဲ့အခါကျတော့အဲ့ဒီရွာမှာပဲလူပြန်ဖြစ်တယ် လူပြန်ဖြစ်လို့တိရတဲ့အပြည့်ရောက်တော့အဲ့ဒီမှာသူကြောက်ပြီးတော့အိမ်ကဗဆန်လေးယူပြီးတော့သူညီစီသွားတယ်သူညီကအဖိုးကြီးဖြစ်နေပြီဗဆန်လေးသွားပေးပြီးပါပြောတော့ဆိုမင်းရဲ့ငွေလေးအနည်းငယ်နဲ့ငါ့ကိုမင်းရိုက်လိုက်တာကွာ မင်းရိုက်တာငါခံလဲရတာရောပါခြေပါတော့မင်းငွေလေးတလောက်လေးဒါပေးပါလဲဆိုကြွေးပြန်ဆက်တယ်လို့ဒါတကယ်ဖြစ်ပြက်လို့ပြောတယ်နာမည်နဲ့နဲ့ဘောပြောကြတယ်အဲ့တော့ဒါတွေကမရှိဘူးလို့မောင်းမိနေတယ်လူတွေထဲမှာဒါတွေကရှိတတ်တယ်ဒါကြောင့်မို့သူများကြွေးဆိုတာအလွန်ကြောက်စရာကောင်းတယ် အဲ့ဒီကျွေးမရှိတဲ့ချမ်းသာကိုအနန္တယဒုက္ခလို့ခေါ်တယ်။တချို့ကျတော့သူရစီကကျွေးယူထားပြီးမျက်နှာပြောင်တိုက်ပြီးပေးနိုင်တဲ့နဲ့မပေးတဲ့လူတွေရဲ့နှောင်ရည်ဟာစဉ်းစားမိမယ်ဆိုရင်ကြောက်လန့်စရာကြီးပဲ။ကျွေးဆိုတာဆက်ရတယ်။ဘာကျွေးပဲဖြစ်ဖြစ်ကျွေးတစ်ခုဆိုတာကိုယ်ကမဆက်ချင်တော့လဲအချိန်တိုင်းကျွေးဆက်ရမှာဖြစ်တယ်ပေါ့။ဒါကြောင့်မို့ အာနနေယဒုက္ခဆိုတာရအောင်ဘသူဆီအမှကြွေးတင်တာမျိုးမရှိအောင်ရှိပြီဆိုရင်လည်းကြွေးတွေကိုဆက်ပြီးတော့စိတ်ချမ်းသာကိုယ်ချမ်းသာနေသင့်တယ်ပေါ့ဓမ္မမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဓမ္မတုဒ္ဒရှင်တွေမှာအသိပညာပုံတုဒ္ဒရဘောရာတရားတော်များကိုရှားခွင့်ပြီးတာဝန်ပေးနေခြင်းဖြစ်ပါတယ်ဖုံဖုံကိုကောင်လေးတွေရောကောင်မလေးတွေရောလာရောက်ပြီးတော့မှမြေးထားကြတယ်။တချို့အိမ်တော်တွေတွေရောပါဝင်ပေါ့ ဘာလာမီတာလဲလို့ဆိုတော့ဖုံဖုံရေးတဲ့အဲတပည့်တော်တို့ကတစ်ဖက်သားအပေါ်တစ်ဖက်လူအပေါ်ကိုချစ်သူရဲ့အပေါ်မှာဟောအိမ်တောင်တဲဆိုရင်လည်းပဲမယားဆိုရင်လည်းမယားဝတ်တရားလင်းဆိုရင်လည်းလင်းဝတ်တရားကျင့်မွန်ပါတယ်တဲ့ချစ်သူတွေဆိုရင်လည်းပဲဒါချစ်သူတွေမှာနားလည်မှုပေးတဲ့နေရာမှာပေးတယ်ဒီလိုတွေအပြန်အလှန်ဂရုစိုက်ကြပြီမဲ့လို့တပည့်တော်တို့ကိုပြစ်သွားတယ်ဗျာတပည့်တော်တို့ကိုထားသွားတယ်ဗျာတပည့်တော်တို့ကိုကန်ထုတ်လိုက်တယ်ဗျာဆိုတာမျိုးတွေ ဘောမကုံလာရောက်ပြီးတော့မှမေးထားတာဒီအများကြီးရှိပါတယ်အဲ့တော့ဒီလိုမေးထားတာတွေအတခါတည်းကြတော့ကိုယ့်ရဲ့ရုပ်ရည်ဟာချောမောပေမဲ့မျက်နှာမြင်ချစ်ခင်မှုပဲနဲ့မျက်နှာမြင်ရိုက်ချင်ဆိုတဲ့အဆုနဲ့လည်းပဲအခါတလေကြတော့ပြည့်စုံနေတတ်တယ်ဗျအခုလိုမျိုးဖြစ်နေတာတွေဟာဘာဖြစ်လို့လဲဒီဘဝမှာအကုသိုလ်တွေမရှိဘူးဆိုပေမဲ့လည်းပဲအတိတ်ဘဝမှာကိုက အကုသိုလ်တစ်ခုခုလုပ်ခဲ့လို့လည်းပဲအခုလိုတွေဖြစ်တာလည်းပဲဖြစ်နိုင်ပါတယ် မြတ်စွာဘုရားလက်ထက်ကယာနာထေဒီမာကြီးနှစ်ပါးကိင္ဟမြေကမ်းမှာထိုင်းနေကြတယ်ဗျတဘာနာမည်ကဘောဓိထေဒီတဲ့နောက်တဘာရဲ့နာမည်ကဣတိဒာတိထေဒီလို့ခေါ်ပါတယ်ဣတိဒာတိမထေဟာယာနာမာကြီးဟာရုပ်ရည်လေးကလည်းငငယ်ရှိသေးတယ်အသွင်လေးကလည်းချော့ချော့ပေါ့အယံကြည်ညိုစရာကောင်းပါတယ်ဒါနဲ့ဘောဓိထေဒီကစဉ်းစားတယ်အော်ဒီဣတိထေဒီဆိုတဲ့ဒီဘိက္ခုနီမဟာမြတ်စွာဘုရားလက်ထက်က ယဟန်တွေယဟမတွေဆိုတာကငယ်ပြူတွေဆိုတာမရှိတလောက်ပါပဲမရှိပါဘူးပေါ့နော်ညဆိုဘုရားကလည်းပဲအသက်35နှစ်မှာဘုရားဖြစ်တာဖြစ်တဲ့အတွက်သာသနာ့ဘုံတဲကိုဝင်ခဲ့ကြတဲ့ပုဂ္ဂိုလ်တွေဟာအသက်ကြီးမှအိမ်တော်တွေတွေညတော့အဖြစ်ဝင်ကြတာဖြစ်ပါတယ်တန်ဝေကစိတ်ရလို့ဝင်ကြတာဖြစ်ပါတယ်အဲ့တော့ဘောဓိထေရီကစဉ်းစားတယ်ဩဒီဣတိဓာတိထေရီမဟာ အသက်ကလေးကလည်းငငယ်ရွယ်ရွယ်ရုပ်ရည်လေးကလည်းချော့ချော့မောမောကြီးညိုစရာလည်းကောင်းလိုက်တာသူ့မှာဒီဘိတ်ကူနီမှာဝတ်လာခြင်းရဲ့အကြောင်းရင်းတော့ရှိလိမ့်မယ်ငါမေးလေဥမာပဲလို့ဆိုတော့သူ့ရဲ့ဘိတ်ကူနီမှာဝတ်လာခြင်းရဲ့အကြောင်းရင်းကိုမင်းများစစ်စစ်လိုက်တဲ့အခါမှာမလာပါဗျာတဲ့တပည့်တော်လူဘဝမှာ ရှိစဉ်အခါတုန်းကတပည့်တော်ဟာကိုချင်းသီလာနဲ့ပြည်စုံတဲ့တထေးသမီးဖြစ်ခဲ့ပါတယ်ဗျာတဲ့အဲ့ဒီတထေးသမီးဘဝမှာအာတပည့်တော်ရဲ့မိဘများဟာ တပည့်တော်ကိုအုပ်စဘောရုပ်ချော့တတိသမီးလေးဆိုတော့အထက်တန်းစားတတိသားတစ်ယောက်နဲ့ပေးစားပါတယ်အထက်တန်းစားတတိသားတစ်ယောက်နဲ့ပေးစားလို့သူကိုယ်တိုင်လည်းပဲအကျင့်သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဆိုတော့အမယားဆိုရင်လည်းမယားဝတ္တရားယောက်ျားမတွေအပေါ်မှာလည်းပဲကိုယ့်ရဲ့မိဘတွေတို့သဘောထားပြီးတော့မှပြုစုလှုပ်ကြွေးပေမဲ့လို့တလားလောက်ပေါင်းတင်းလို့ကြာလာတဲ့အခါမှာအဲ့ဒီတတိသားဟာမိဘတွေကိုပြောလာတယ် အဲကျွန်တော်ဒီဣတိဓာတိနဲ့မပေါင်းနိုင်တော့ဘူးအကွာချင်းနဲ့ဘာဖြစ်လို့လဲသားရဲ့သူ့မှာဘာပြည့်ရှိလို့လဲမတို့လည်းမိဘတပွဲပြည့်စုံလို့ကြွေတယ်မင်းကိုလည်းပဲလင်းဝမရဝတ်တရားတွေချိန်မအောင်လုပ်ပေးပါတယ်ဘာပြည့်ရှိလို့လဲဆိုတော့မတည်ဘူးဗျာတဲ့သူ ਨੇ ပေါင်းလာတာကျွန်တော်သူ့ကိုမချစ်တော့ပဲသူ့ကိုအလိုလိုမုန်းလာတယ်တဲ့အဲကြောင့်ကွာပေးပါဆိုတော့အဲ့ဒီမှာကွာလိုက်တယ်ပေါ့ဗျာနောက်ထပ်ဣတိဓာတိရဲ့မိဘတွေက နောက်ထပ်တထေသားတစ်ယောက်နဲ့ဒုတိယဒါဇာတထေသားတစ်ယောက်နဲ့စီစဉ်ပါတယ်အဲဒုတိယဒါဇာတထေသားကလည်းပဲအဲပေါင်းလာလေးကြားလာတော့သူတော်လည်းပဲအလိုလိုနေရင်းနဲ့မုန်းလာတယ်သူနဲ့မပတ်သက်ချင်တော့မပေါင်းသိမ်းချင်တော့ဘူးဒါနဲ့ကွာလိုက်ပြန်တယ်ကွာလိုက်ပြန်တော့မိဘအိမ်ပြန်ရောက်အဲ့ဒီမှာမိဘတွေကအိုးငါသမီးလေကန်ဆိုးလိုက်တာဘသူနဲ့ပြေးစားရရင် ကောင်းလိမ့်မလဲလို့ဆိုတော့အင်းကိုထမင်းလာတောင်းစားတဲ့အရမ်းစားနဲ့ပြေးစားလိုက်တယ်ဗျာ ထောင်စားကလည်းပဲယူမယ်ပေါ့ဩအရင်အရင်ကတထေးသားတွေဆိုတာပစ္စည်းမှန်ရှိလို့ငါသမီးကိုကြွားပြီးခဲ့ကြတာဒီထောင်စားဆိုရင်တော့ငါသမီးကိုပြစ်သွားမှာမဟုတ်ဘူးလို့အထင်နဲ့ပေးစားလိုက်ကြတာအဲ့ဒီထောင်စားလည်းပဲ15ရက်လောက်ပေါင်းပြီးတော့အဲကျွန်တော်တော်ပြီတဲ့မပေါင်းနိုင်တော့ဘူးတဲ့ကျွန်တော်တောင်းမယ်တောင်းစားတော့မယ်လို့သူကဒီလိုပြောပါတယ်အဲ့ဒီမှာလေးဣတိတာတိတထေးသမီးလေးကရှက်လိုက်တာထောင်စားကတောင်သူ့ကိုမပေါင်းနိုင်တော့ဘူးဆိုတော့ ချက်လုံးလို့တော်ပြီးလူလောကကြီးကိုစိတ်ခုန်ပြီးငါ့ကိုတယောက်ပြီးတယောက်ဖြစ်သွားကြတယ်အပြစ်မရှိဘဲနဲ့ထားခဲ့တယ်တော်ပြီးသင်္ကားစီတာပဲကောင်းတယ်ဆိုပြီးအဲသာသနာပေါင်းတွေကိုဝင်ပိတ်ခုနီမှဖြစ်သွားပါတယ်ကြင်ကြံကျိုးကိုအားထုတ်လိုက်တာရှေးဘဝကအကုသို့တွေပါလာပြီးမဲ့လည်းပဲကုသို့ပါရမီတွေလည်းသူ့မှာအများကြီးပါလာတာဖြစ်တဲ့အတွက်အဲ့ဒီမှာကြင်ကြံကျိုးကိုအားထုတ်လိုက်တာမကြခင်မှာပဲရဟန္တာထီထီမာကြီးဖြစ်သွားတယ်ပေါ့ ဲ့တော့ငါဘောဟာဘာဖြစ်လို့ဒီလောက်တောင်ကန်ဆိုးရတာလဲလို့သူ့ဘဝကိုပြန်လဲပြီးတော့မှအစဉ်ချင်းသုံးသလိုက်တဲ့အခါမှာသူတဘဝဘဝတစ်ခုမှာအရှိပရိနေဘဝမှာကာမေသမိစ္ဆာဇာရကကိုကျူလွန်ခဲ့တယ်။ကာမေသမိစ္ဆာဇာရကန်ဆိုတာကသူ့သားမယားကိုစော်ကားပြင်မာခဲ့တာပေါ့။နောက်ဘဝတစ်ခုမှာကြတော့သတိသားရဲ့မယင်ငယ်ဖြစ်ခဲ့စဉ်အခါတုန်းကမယားကြီးနဲ့သူ့ရဲ့လင်သားကိုမတက်အောင် ဂုံးတိုက်စကားတွေပြောခဲ့တယ်။အဲ့လိုဂုံးတိုက်စကားတွေပြောခဲ့တာဖြစ်တဲ့အတွက်ဒီအာကုသို့နှစ်ခုကြောင့်မို့သူဟာဒီဘဝမှာအပြစ်မရှိအပြစ်ရှာပြီးတော့မှကွဲကြတယ်၊ကွာကြတယ်၊ကန်ထုတ်လိုက်တယ်ပေါ့။ပြီးတော့အနေထားတွေရောက်သွားတယ်။ပြောချင်တာကတော့ဒါကိုဟာဒီဘဝမှာမကောင်းတာတွေကြုံနေရတယ်ဆိုတာကိုကိုလူချစ်လူခင်နေတာတွေကြုံနေရတယ်ဆိုတာဒီဘဝကိုကြီးပဲခြေလို့မရပါဘူးအတိတ်ဘဝမှာလည်းကိုဟာမကောင်းတာတွေ လုတ်ခဲ့ခြင်းလုတ်ခဲ့လိမ့်မယ်။ဒါကြောင့်မို့လှန်ထန်းလာတာမြင်ရတယ်၊ကန်ထန်းလာတာမမြင်ရဘူးတဲ့။ကန်တရားတွေကိုပြုပြင်ကြပါ။တယောက်နဲ့တယောက်မတည့်အောင်ဂုံးလိုက်တဲ့စကားတွေကိုရှောင်ပါ။ကာမေတုမိစ္ဆာစာရာကံအမှုကိုရှောင်ကြပါလို့ပြောချင်ပါတယ်။အားလုံးပဲကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာကြပါစေခင်ဗျာ။သူ့ကြွေးရှိရင်ကြည်အောင်ဆက်ပါ။ခါတလေအကျွေးတွေတင်မိတဲ့အခါမဆမ်းမိတဲ့ခံမျိုးတွေလည်းပဲရှိပါတယ် ဝကြွေးဆိုတာကအကြွေးဆိုတာကဒီဘဝမှာမဆက်ရင်နောက်တဘဝဘဝမှာတော့ဆက်ရမှာဖြစ်ပါတယ်အကြွေးက၃မျိုးရှိတယ်ဗျအဥ္စာကြွေးရယ်နှုတ်ကြွေးရယ်ဝတ်ကြွေးရယ်ပါအဲ့ဒီအကြွေး၃မျိုးထဲမှာအဆိုးဆုံး အကြွေးကတော့ဝတ်ကြွေးဖြစ်ပါတယ်ဝတ်ကြွေးကတော့ဘဝအဆက်ဆက်လိုက်ပြီးတော့မှပြစ်ဆက်ကြရတာဖြစ်ပါတယ်ဥ္စာကြွေးဆိုတာက သူတစ်ပါးရှင်ကနေချေယူထားတဲ့ငွေကြီးတော်၎င်းပစ္စည်းတစ်ခုခုတော်၎င်းပြန်မပေးခဲ့ဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာရောက်ရာဘဝမှာအဲ့ဒီအကျွေးရှင်ကိုအခိုင်းအစေဘဝကျွံဘဝနဲ့ကျွဲနွားဘဝနဲ့အတိပါဆရတဲ့အတိရှိပါတယ်။ဒါကတော့ကတောင်တွင်းကြီးမှာလူဝင်စားတယောက်ပြန်ပြောပြတာကအတိတ်ဘဝတုန်းကသူဟာသူ့တငယ်ချင်းစီကနေပြီးတော့စံတစလေယူခဲ့တယ်။ ဲ့ဒီဆန်ကို မပေးနိုင်ခင်လေးမှာ သူဟာမွေကြိုက်ပြီးတော့မှသေဆုံးသွားတယ်။သေဆုံးသွားတဲ့အတွေ့အဲ့ဒီတငယ်ချင်းအိမ်မှာကျွဲနွားသွားဖြစ်တယ်ပေါ့ဗျာ။အဲ့ဒီဘဝကနေသေလွန်တော့လူပြန်ဖြစ်တယ်။သူကဒါတွေကို အကုန်မှတ်မိတဲ့အတွက်ပြန်ပြောပြပါတယ်။ပြန်ပြောပြတဲ့အချိန်မှာအလုံးကလည်းပဲလုံးဝကွက်တိဖြစ်နေပါတယ်။အဲ့တော့ပြောချင်တာကသူများအဥ္စာကိုယူပြီးတော့ပြန်မပေးဘူးဆိုရင် ဲ့ဒီလူရဲ့အိမ်မှာအခိုင်းအစေဘဝကျွဲနာဘဝနဲ့အောက်ခြေသိမ်းဘဝနဲ့ပြစ်ဆက်ရတာရှိပါတယ်ဒါကြောင့်မို့ကိုကပြန်မပေးနိုင်ရင်တောင်းပါပြန်ပြီးတော့တောင်းပန်တင်ပါတယ်နံပါတ်1ကနှုတ်ကြွေးပါ သူများကိုလှုပ်ပေးပါမယ်ဆိုပြီးဂရိတွေအတန်တန်ပေးပြီးတော့မှ ဖောက်ဖျက်တာမျိုးပေါ့မလေးဆရာတော်ကြီးရဲ့စကားလိုပဲမင်းမတစ္ဆာလူမာဂရိဆိုတဲ့စကားလိုပဲပေါ့ တစ္ဆာဂရိမတီတဲ့ပုံကိုယ်တွေဟာဘာလို့လို့အဆင်မပြေဖြစ်တတ်တယ်။ခါတလေကြတော့စီးပွားရေးတွေလောက်ကြတဲ့အခါမှာအဆင်မပြေဘူးဘာလို့လို့အကျိုးမပေးဘူးဆိုတာအဲ့ဒါတွေဟာကိုကဂရိတွေပေးခဲ့ပြီးတော့မှဖောက်ဖြစ်ခဲ့တဲ့အတွက်အဆင်မပြေတာဖြစ်ပါတယ်။တချို့ကလည်းပဲမန်းတလောက်မဖြစ်လာဘူး။အဲ့ဒီပုံကိုယ်တွေဟာမန်းတလောက်မဖြစ်လာတဲ့ပုံကိုယ်တွေဟာဂရိတော့ပေးခဲ့တယ်အဲ့ဒီဂရိကိုအပြေးအဝမတီနိုင်ဘူး။ တော့ဝက်တစ်ဖက်လောက်ပဲလုတ်ပေးနိုင်တယ်ပေါ့အဲ့ဒီပုံကိုယ်တွေဟာမန်းတလောက်ကြီးမဖြစ်လာဘူးပေါ့တချို့ကလည်းပဲမန်းကျက်နဲ့နတ်ထွက်ခိုက်အောင်စီးပွားရေးတွေအဆင်ပြေတဲ့လုပ်ငန်းကင်ကင်းတွေအောင်မြင်တယ်ဆိုတဲ့လူကတော့ကိုပြောခဲ့တဲ့စကားကိုကိုတီအောင်လုပ်နိုင်တဲ့ပုံကိုယ်တွေဖြစ်တဲ့အတွက်သူတို့ကတော့အောင်မြင်တာဖြစ်ပါတယ်တချို့ကတော့မန်းကျက်နဲ့နတ်ထွက်ခိုက်ယုံမကစီးပွားရေးတွေပိုလို့ပိုလို့တောင်မှတိုးတက်အောင်မြင်တဲ့ပုံကိုယ်တွေကြတော့ ကိုဂရိပေးတာချက်ကိုပုံမိုပြီးတော့ကောင်းမွန်သောလှုပ်ဆောင်ချက်တွေနဲ့ဖြည့်ဆည်းပေးနိုင်ကြတဲ့ပုံကိုယ်တွေဖြစ်တဲ့အတွက်အဲ့ဒီပုံကိုယ်တွေကပို့ပြီးပို့ပြီးတော့တောင်းအစံပြေလာကြပါသေးတယ်။အဲကြောင့်မို့နှုတ်ကြွေးကိုလည်းပဲကြည်အောင်စပါ။နံပါတ်3ကဝတ်ကြွေးပါ။ဝတ်ကြွေးဆိုတာကဘဝတစ်ခုခုမှာကိုလုတ်ခဲ့တဲ့အကုသို့ကိုပြန်ပြီးတော့မှပြစ်ဆက်ကြရတာဖြစ်ပါတယ်။တခြားကပြောပါနဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးတောင်းမှဒီဘဝမှာ ဟိုအရင်ဘဝကအကုသိုလ်တွေလုတ်ခတ်တာအကုသိုလ်တွေလုတ်ခဲတဲ့ဝတ်ကျွေးတွေကိုဒီဘဝမှာဝိပတ်တော်အနေနဲ့ပြန်လည်ပြီးတော့မှပေးစားရပါတယ်။နောက်တမ္မာဝရီမိဖုရားကြီးဆိုတာလည်းပဲအမတန်မောမေတ္တာတရားကြီးမားတဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားကိုအမတန်ကြည်ညိုတဲ့ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ဒါပေမဲ့လို့သူဟာဒီဘဝမှာမိရှုပြီးတော့အတတ်ခံရပါတယ်။ဘာဖြစ်လို့မိရှုအတတ်ခံရတာလဲဆိုတော့သူဟာတဘောမှာပြည့်စည်ကဗုဒ္ဓအရှင်မြတ်ကြီးဒီ ခြုံထဲမှာနေရတော့တမပါဝင်စားနေတဲ့အခြေဒါကိုတိတဲ့အဲစောစောတုန်းကတော့မတိဘူးပေါ့နော်မတိပဲနဲ့ပြိစိကဗုဒ္ဓကိုတော်မြတ်ကြီးကိုမိရှို့တယ်လို့ဖြစ်သွားတာပေါ့မိလုံးမဲဆိုရင်မိဗုဒ္ဓခါမှာပြိစိကဗုဒ္ဓရှင်မန်းလဲတိရောဟာဒီပြိစိကဗုဒ္ဓရှင်ဘယင်နေကိုးွယ်တဲ့ပြိစိကဗုဒ္ဓပဲရှင်ဘယင်တိရဲ့ငါ့ကိုအမျက်ရှာလိုက်မယ်ဆိုပြီးမထူးတော့ပါဘူးဆိုပြီးအကုန်လုံးမိရှို့ပလိုက်ပါတယ် မြေစိကဗုဒ္ဓကိုတော်မြတ်ကြီးကတော့မီးမလောင်ဘူးပေါ့မီးမလောင်ပေမဲ့လည်းပဲဒါသူ့ရဲ့ဝတ်ကျွေးကတော့ပိဆက်ရတော့မှာဖြစ်ပါတယ်ဒါတာမဝတိမိဖုရားကြီးရဲ့လို့ဖြစ်လာတဲ့ဘဝမှာမာဂန္ဒီမိဖုရားကြီးကအညို့တေးထားပြီးတော့မိရှုအတခံခဲ့ရပါတယ်ဒါကြောင့်မို့ဝတ်ကျွေးရှိရင်ပိဆက်ရတာဖြစ်ပါတယ်ဝကျွေးကတော့အမတန်ကြီးမားပါတယ်။ဒါကြောင့်မို့သူ့အကျွေးရှိရင်ကြည်အောင်စပါ။အကျွေးဆိုတဲ့နေရာမှာဥစ္စာကျွေး နှုတ်ကြွေးဝတ်ကြွေးဒီသုံးမျိုးကိုရှိခဲ့တယ်ဆိုရင်ကြည်အောင်စကြပါပြောချင်ပါတယ်အားလုံးပဲကိုစိတ်နှပါကျမ်းမာချမ်းသာကြပါစီခင်ဗျာ thank you